အချိန်က COVID-19 ကာလလူသေပြောင်းများဆုံး Delta လို့ခေါ်တဲ့တတိယလိုင်းဖြစ်နေတဲ့အချိန်တမျိုးလုံးတစ်နိုင်ငံလုံးအကြောင်းရှိပဲဘယ်သူမှအိမ်ထဲကအိမ်ပြင်တော့မထွက်တဲ့အချိန်ခီးထွက်လာတဲ့ကိုဖြူတယောက်ကတော့ဟိုတယ်တစ်ခုမှာ quarantine ဝင်နေရပါတယ်ဒီတော့ quarantine ကခုနှစ်ရက်ကိုလျှော့ထားတာဆိုတော့အရင်14ရက်ထက်ဆိုင်တော့အများကြီးတော်သွားတယ်လို့ဆိုတာမှထင်ပါတယ် ူတွေကလည်းအရင်ကြောက်နေရတဲ့အချိန်ဆိုတော့ quarantine ဝင်နေတဲ့အချိန်မှာကုဖြိုးတယောက်လည်းသူ့ဟိုတယ်ခန်းထဲကနေဘယ်ကူမှမထွက်ဖြစ်ပါဘူး။ကုဖြိုးအခုနေတဲ့ဟိုတယ်ကနေမျိုးလေးတစ်ခုကဟိုတယ်ဆိုတော့တိတ်ကောင်းစားကြီးတော့မဟုတ်ပါဘူး။ဒါပေမဲ့သူများတွေနဲ့အတူရောနေရတာတက်ဆိုင်တော့ပိုကောင်းမယ်ဆိုပြီး quarantine ကိုဟိုတယ်မှာဝင်လိုက်တာပါ။ဒါပေမဲ့မှန်တာပြောရင်တော့သူနေရမယ့်အခန်းကိုရောက်တော့စိတ်ထဲမှာတမျိုးကြီးခံစားလိုက်ရပါတယ်။အစားကပြောသလိုပါပဲ။ခုကပျော်ခီးထွက်လာတာလည်းမဟုတ်တော့ဘာမှတော့ပြောမနေပါဘူး။ ကိုပြိုးကခက်နေတာကဘာသာရေးဘာညာသိပ်ပြီးလုပ်တဲ့အကျင့်ကမရှိတော့စိတ်ထဲမှာမတန့်ပေမဲ့လည်းဖျားပုံတော်လေးတပုံတော်မှသူ့မှာပါမလာပါဘူး။သူ့အခန်းကိုရောက်ခြင်းပဲအပြင်ကနေလာတာဆိုတော့အရင်ဆုံးလက်ကိုဈေးဖို့ရေချိုးခန်းထဲကိုဝင်လာပြီးလက်ဈေးနေလိုက်ပါတယ်။ကိုပြိုးတောင်လက်ဈေးနေတော့မှာပဲရေချိုးခန်းအပြင်ကနေခေါလုံးသံဆက်မပြတ်ကိုကြားလိုက်ရပါတယ်။အမှန်ကတော့ဟိုတယ်ကသူစားရောက်ကလေးကအချိန်ကတော်လေးလင့်နေပါပြီ။ခုလိုအချိန်ကြီးမှာလာပြီးဘယ်ကူဆင်မပြတ်တီးနေတာဆိုတော့သူ့စိတ်ထဲမှာတော်တော်လေးစိတ်နှောက်ယှက်ဖြစ်သွားပါတယ် ဒါပေမဲ့သူရေချိုခန်းအပြင်ကိုရောက်တော့ခေါင်းလောင်းတီးနေတာရက်သွားပါတယ်။ခေါင်းလောင်းတီးနေတဲ့အတန်ရက်သွားပြီမဲ့လဲသူကတော့အင်ရှိတကားကိုတွားပြီးဖြွင့်လိုက်ပါတယ်။ဒီတော့မှတွေးစရာတစ်ခုဖြစ်လာတော့ပါ။ဘာလို့လဲဆိုရင်သူ့ရဲ့အခန်းတကားဝမှာဘယ်သူမှရှိမနေလို့ပါ။ကော်ရီဒါကိုကြည့်လိုက်တော့လည်းလူတယောက်မှမရှိပါဘူး။ဒါကြောင့်ကိုဖြိုးတယောက်တော်လေးတွေ့ရကြက်သွားပါတယ်။ဖြစ်နေတာတွေကတော့ကလေးတယောက်လာပြီးနှောက်သွားတာလား။ဒါမှမဟုတ်ဘဲကလုတ်ကပဲကြောင်နေရလား။နောက်ဆုံးတစ်ခုကတော့ဒီဟိုတယ်မှာတရေများချောက်နေရလား။ နောက်ဆုံးအတွေ့ကိုတွေးမိလိုက်တော့ကိုဖြိုးတယောက်ကြိုးထဲမှာစိတ်တက်လာပါတော့တယ်။ဒါပေမဲ့လည်းသူချက်ချင်းပဲသူ့ခေါင်းလေးကမဟုတ်ကဟုတ်ကတွေးတွေကိုမောင်းထုတ်လိုက်ပါတယ်။နာယီကိုကြည့်လိုက်တော့လည်းည7:00နာရီတောင်ထိုးနေပါလိ။ခီးကလည်းပန်းလာတော့ဆိုတော့ကိုဖြိုးလည်းအေးရတွေကိုစောစောပဲဝင်လာခဲ့ပါတယ်။ကိုဖြိုးအဲ့လိုမပြောတပြောအချိန်မှာပဲသူအိတ်နေတဲ့ကရင်ကတင့်ငနေလှုပ်သွားပါတယ်။အစကတော့ငလျင်လှုပ်လိုက်တာလို့ထင်ပေမဲ့လည်းသူ့ကရင်ရဲ့ခြေရင်းကိုကြည့်လိုက်ချိန်မှာတော့ရင်းခြေရင်းမှာရက်နေတဲ့ပြုံးပြီးလူတစ်ယောက်ကိုမြင်လိုက်ရတော့လန့်ပြီးအောင်မလေးပြလို့တော့သူအော်လိုက်မိပါတယ်။ ကမန်းကနေအေးရဘေးကမိကလို့ကိုကောက်ပြီးဖွင့်လိုက်ချိန်မှာတော့မိလင်းအောင်နဲ့အတူသူ့ရှိကပြုံးဖြီးပြီးမျက်နှာကြီးကပျောက်သွားပါတယ်။ကိုပြုတ်လက်ကုနဲ့မြင်လိုက်ရတဲ့ကရင်ချင်းရဲ့ပြုံးဖြီးမျက်နှာကြီးအောင်အရန်လန့်သွားပြီး reception ကိုချက်ချင်းပဲဖုန်းကောက်ဆက်လိုက်ပါတယ်။ဒါမှမဟုတ်တစ်ဖက်ကဖုန်းကိုမကန့်ဘူးဗျ။အိမ်ဖဲပြုံနေကြလား။ဒါမှမဟုတ်ဝန်ထမ်းတွေပဲမရှိလို့လားတော့မသိပါဘူး။ဒါဆိုရင် reception counter ကိုကိုယ်တိုင်ပဲသွားပြောတော့မယ်လို့တွေးလိုက်ပြီးအခန်းထဲကနေထွက်လိုက်ပါတယ်။အခန်းမီးကိုတော့မပိတ်တော့ပါဘူး။ ကိုဖြူတယောက်လူမရှိတဲ့ကော်ရီဒါအတိုင်းလမ်းလျှောက်လာရင်ကြောထဲမှာစိတ်ကနေအီးသွားသလိုခံစားလိုက်ရပါတယ်။ဒါကြောင့်ဓာတ်လီကားစီကိုခက်သက်သက်လျှောက်သွားလိုက်ပြီးဓာတ်လီကားကလပ်ကိုနှိမ့်လိုက်ပါတယ်။သူပဲစိတ်ထင်နေရလားဒါမှမဟုတ်တကယ်ပဲကြားနေရလားလို့မသိပါဘူး။ဓာတ်လီကားဘက်ကလာနေတဲ့ခြေတံကိုသူကြားလိုက်ရပါတယ်။ကိုဖြူတယောက်လက်ပြီးဓာတ်လီကားကလပ်ကိုအချင်းချင်းနှိမ့်လိုက်ပါတယ်။သူပဲကံကောင်းလာလားမသိပါဘူး။ဓာတ်လီကားတကားကပွင့်လာပါတယ်။ဒါပေမဲ့ဓာတ်လီကားတွေကိုဝင်မဲ့လှုပ်ပြီးတော့မှဓာတ်လီကားတွေမှာလူတယောက်ပါလာတော့မြင်လိုက်ရပါတယ်။ သူကကိုဖြိုးဘက်ကိုကြော်ပြထားပြီးတစ်ဖက်ကိုမျက်နှာလှည့်ထားတာပါကိုဗစ်ကာလမှာတော့လူတွေကဓာတ်လိကားထဲမှာဒီလိုလောက်ကြတာပုံမှန်ပဲလို့ပြောရမှာပါဒါပေမဲ့ကိုဖြိုးတယောက်ကတော့ခုနကြုံထားတဲ့ဖြစ်ဖြစ်တွေကြောင်းလက်နေလို့ဓာတ်လိကားကိုမစီးတော့ဘူးလို့ပဲဆုံးဖြတ်လိုက်ပါတယ်အောက်ထပ် reception ကိုသွားဖို့ဓာတ်လိကားမစီးတော့ဘူးဆိုရင်သူရိုးလိကားကပဲဆင်းဖို့တခုပဲရှိပါတော့တယ်ဒီရောမှသူတခုထူးခြားတာကိုသတိထားမိသွားပါတယ်အဲ့ဒါကဘာလဲဆိုရင်ဓာတ်လိကားဘေးကခုံလေးပေါ်မှာတင်ထားတဲ့ပူနှုတ်ပူပါ တဘူးကတော့လက်ဆေးဖို့ထားတာပါနောက်ထပ်ဘူးတဘူးပေါ်မှာရေးထားတဲ့စာကိုဖတ်လိုက်တော့ကိုဖြိုးတယောက်လည်းအံ့ဩသွားပါတယ်ဘူးမှာရေးထားတာကပရိတ်ရေးလို့ရေးထားတာပါကိုဖြိုးတယောက်လဲ reception ကိုသွားပြီးသူ့အခန်းပြောင်းပေးဖို့ပြောမှဖြစ်မယ်လို့တွေးပြီးလေကားကနေအောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ဒီတစ်ခါတော့ကံကောင်းတယ်ပဲပြောရမယ်ထင်ပါတယ်။ဘာမှထူးထူးခြားခြားထပ်မဖြစ်တော့ပါဘူး။သူ့ reception ကိုရောက်တော့ညဘက်တာဝန်ကျတဲ့ကောင်လေးကိုသူတွေ့လို့ဖြစ်ချောင်းကုန်စင်ပြောပြလိုက်ပါတယ်။ပြီးတော့သူ့ကိုခန်းပြောင်းပေးပါလို့လည်းတောင်းဆိုလိုက်ပါတယ်။ ကိုပြောရဲ့စကားဆုံးတော့ကောင်လေးကအခန့်လွတ်မရှိတော့လို့အခန်းပြောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူးဆိုတဲ့အကြောင်းနဲ့သူပြောပြတဲ့အဖြစ်အပျက်မကြာခဏဖြစ်နေကြမလို့အထက်တိုင်းမှာလည်းပိရိတ်ကြီးကိုထားပေးထားတယ်လို့ပြောပြပါတယ်။ reception ကကောင်လေးရဲ့စကားကိုကြားတော့သူအတော်လေးစိတ်ပြတ်သွားပါတယ်။ခုလိုတည်းရဲ့6တဲ့ hotel ပေါင်း9ရက်ပြည့်အောင်သူဘယ်လိုနေရမလဲလို့မတွေးတတ်တော့ဘူး။ကောင်လေးကကိုဖေးလိုကာလာမှုကိုအခန်းထဲမှာကိုပြန်နေဖို့ပြောတာနဲ့ကိုဖြူလည်းအခန်းကိုပြန်လာခဲ့ရပါတယ်။တန်လီကတကပွင့်လာလို့သူအထက်ကိုဝင်မယ်လို့ သူ့ရဲ့ဘေးကနေလူတယောက်ကဓာတ်လိကားတွေကိုဖြတ်ဝင်သွားပါတယ်။အထဲကိုကြည့်လိုက်တော့ဓာတ်လိကားတွေမှာရောက်နေတဲ့လူကအပေါ်မှာတော့တွေ့တဲ့လူပဲဖြစ်နေပါတယ်။အဲ့ဒီလူကအပေါ်မှာတော့လည်းဓာတ်လိကားတွေမှာသူ့ဖက်ကိုကြောပီးပြီးရက်နေပါတယ်။ကိုပြိုကဓာတ်လိကားခလုတ်ကိုနှိမ့်ရင်အဲ့ဒီလူကိုဘယ်ထက်ကိုလဲလို့မေးလိုက်တော့သူက၆လွာလို့ခတ်တူးလို့ပြန်ပြောတယ်လို့ထင်လိုက်ရပါတယ်။ကိုဗစ်ကာလာမိုစကားမပြောချင်တာလို့ထင်တာနဲ့သူလည်းဘာမှပြောမနေတော့ပဲ၆လွာကိုတိတ်ပြေးလိုက်ပါတယ်။ ဓာတ်လိကာတကားပိတ်သွားချိန်မှာတော့ကိုဖြိုးကသူနဲ့အတူဓာတ်လိကာထဲမှာပါလာတဲ့သူကိုအခက်ခက်ကြိလိုက်ချိန်မှာတော့ခုနပြောတဲ့ဓာတ်လိကာတွေကသူကခြေသလုံးအောက်ပိုင်းဟာမှိန်ပြီးပျောက်နေတာကိုတွေ့လိုက်ရပါတယ်။တကယ်တမ်းကတော့သူကလည်းကိုဗစ်ကာလမှာတည်ထားတဲ့လူတယောက်ဆိုတာကိုကိုဖြိုးတယောက်ဒီတော့မှအလံတကြားသိလိုက်ရပါ